ီစက်ကြီးများအတွက်ကြက်သိန်းတထောင်ဝထိချင်းငွေထုတ်ချေးပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီစာအကြီးထွေတိဆောက်တက်ဆင်ချင်းရတူအငွေကျပ်သိန်းပေါင်းတထောင်ဝထီတို့မြင်ထုတ်ချေးသွားမယ်လို့ဗန္နာရေးနှင်ခွန်ဝင်ကြီးဌာနကတည်ရောင်းပါတယ် ်နိုင်ငံစီးပွားမြင့်တင်ရေးရှမ်းမုံငွေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့စီးဆက်လုပ်ငန်းများဖွံ့ဖြိုးရေးချင်းငွေအစီအစဉ်မှာငွေချင်းရဖွဲ့စီရဖြစ်ပေါင်းဝင်ဆောင်ရွက်မဲ့ပုဂလိကဘန်14ဘန်နဲ့ပူပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့ပါတဲ့ လက်ရှိမှာစားသုံးစည်းချိတ်ခွဲထုတ်လုပ်ရောင်းချနေတဲ့စီးဆက်အစ်တွေတိစောက်ထားအဆင့်မြင့်တင်တာကုန်ချမ်းဝယ်ယူခြင်းတွေအဆင့်ပြေစေဖို့နိုင်ငံစည်းပွားမြင့်တင်ရေးရန်ပုံငွေကနေငွေချက်ဘီလီယံ90မှတည်ထူထောင်ပေးခဲ့ပြီးတစ်နှစ်ကိုအတိုးနှုန်း900ခိုင်နှုန်းနဲ့ထုတ်ချေးပေးနေတယ်လို့ဆိုပါတယ် အရင်ကစီဆက်လုပ်ငန်းရှင်တဦးကိုငွေချက်သိန်း3000အထိသာထုတ်ချေးခဲ့ရကနေငွေချက်သိန်း5000အထိတိုးမြင့်ခဲ့တယ်လို့သိရပါတယ်။အဒီလိုချင်းငွေထုတ်ချေးတာကိုအရှင်းခမြမစီးပွားရေးဘဏ်နဲ့မြမလေယာဖွံ့ဖြိုးရေးဘဏ်တို့သာရှိခဲ့ရှာခနေလက်ရှိမှာတော့ပုဂလိကဘဏ်၁၄ဘဏ်ပါဝင်လာပြီလို့သိရပါတယ်ရှင်။